ကဲကျွန်တော်တို့အင်္ဂါနေ့တနင်္လာနေ့ကတော့ပိတ်တယ်နော်အင်္ဂါနေ့မှာတနင်္လာနေ့ကတော့ပိတ်တယ်ပေါ့နော်အင်္ဂါနေ့မှာစဖွင့်မယ်အဲ့တော့ကျွန်တော်တို့အဲ့ဒီဖွင့်ပွဲမနေ့ပေါ့နော်အင်္ဂါနေ့မနေ့အတွက်ကျွန်တော်တို့ကြိုပြီးတင်ပေးထားပါနော်အဲ့ဒါလေးတစ်ချက်ကြည့်ကြမယ်အင်္ဂါနေ့မနေ့တွေကျွန်တော်တို့ကြိုပြီးတော့တင်ပေးထားမယ့်ဟာလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ကြည့်ကြမယ်ဆိုတော့အမောက်ဆုံးနေနဲ့ကျွန်တော်စပြီးတော့ ြကျင်တာကတော့ break ဖြစ်ပါတယ်เนาะ break ဖြစ်ပါတယ်အဲ့တော့ break ကိုစကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ1 6ပေါင်းတယ်เนาะ1 6နှလုံးပေါင်းတယ်เนาะ1 6နဲ့နှလုံးပေါင်းတယ်နေပေါင်း6เนาะအဲ့လိုပေါင်းတာဆိုအဲ့ဒါကတဲ့သူက1 1 6ပေါင်းခြင်းကတဲ့8ရတယ်เนาะ8 BK 8 BK ကကျွန်တော်တို့ဘယ်ပွဲမှာစပေးလဲဆိုရင်တို့တပင်ကြော်ပြီးတော့ ့ဒီပွဲမှာစပေးမယ်နော်ဒီကောင်းနဲ့သွားမယ်ဒီပွဲမှာစပေးမယ်ရှစ်ပြီးကြီးနော်ဒီပွဲမှာစပေးတယ်ရှစ်ပြီးကြီးတခါကျွန်တော်ဒီမှာရောင်းထပ်ပြောင်းမယ်အဲ့တော့ဒီမှာ6နဲ့8နဲ့ပေါင်းနော်6နဲ့8နဲ့ပေါင်းတဲ့အခါကျတော့ဘာရလဲ6 8ပေါင်းတော့400နော်400ရတယ်400ရတယ်ဆိုတော့6 8ပေါင်းတော့4 4 bk ပေါ့နော်4 bk ဒါဘောဟာဟို ဟောလောက်တာနော်ဒီညာ ABK PK PK ပြောတာပါပဲ PK ABK ရဘယ်မှာတော့ပေးလဲဆိုရင်တဲ့သူကဒီပွဲမှာ ABK ဆိုပြီးတော့ပေးရနော်ဒီပွဲမှာပေးရနော်ဒီပွဲမှာပေးရဒါဆိုရင်တော့သဘောပေါက်ပါပါနော်တခါကျွန်တော်ဒီမှာ6ချောက်ပေါင်းပြန်တယ်အစိမ့်နေအယောင်လေးခွဲပြတယ်နော်ကျွန်တော်ခွဲပြပြီးတယ် ဟောရှင်းအောင်လို့အဲဆိုရင်ဒီမှာ၄ BK ပဲနော်၄ BK ပဲဒါဆိုရင်ဒီဘွဲမှာပေးရမှာ၄ BK ဟုတ်ပြီအဲမှာ၄၃ညာဆိုပြီး၄ BK ထွက်တယ်တခါကျွန်တော်တို့ဒီမှာပဲအကြောင်းပြောင်းမယ်နော်ဒါပေါ့အဲ့တော့၈၆ပြီးတော့၆ခွန်၆ခွန်ပေါင်းတော့၃နော်၃ BK ပေါ့ဗျာနော်၃ BK 3 BK 3 BK ရပြန်มาပြီးတယ်ဆိုဒီมาပြီးတယ်เนาะဒီมาပြီးတယ်เนาะအဲ့มาပြီးတယ်ဒီมา1တစ်စု3 BK ပြီးတယ်အယောင်တွေခွဲပြထားတယ်เนาะဒါဆိုရင်တဲ့เนาะအဲ့လိုမျိုးပြီးတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အခုလာမဲ့အဖွင့်ပွဲအတွက်ဖွင့်ပွဲအတွက်ကအယောင်ကတစ်မျိုးပြောင်းတယ်ဒီကောင်ပေါ့ဖွင့်ပွဲတော့ကခွန်ကူပေါင်းခြင်းကတဲ့ကျွန်တော်တို့6 BK เนาะအဲ့တော့ ဘရိတ်နဲ့ကျွန်တော်တို့ပေါက်ကြမယ်ဖုံဝဲမှာဘရိတ်တစ်လုံးနဲ့6 BK နဲ့နော်6 BK နဲ့ပေါက်ကြမယ်ဒီပွဲမှာဖြစ်လေကျွန်တော်တို့ဒီပွဲမှာပေါက်ကြမယ်ပေါ့နော်6 BK နဲ့ဆိုတော့ဒီမှာကျွန်တော်တို့ထိုးရမယ်ဘရိတ်က6 6 BK ဖြစ်ပါတယ်ဖုံဝဲမနဲ့နော်ဖုံဝဲမနဲ့မှာ6 BK နော်6 BK ဖြစ်တယ်ဟုတ်ပြီနော်ဒါဘရိတ်တစ်လုံးစပြပြီနောက်ထပ်ကကြတော့ ထပ်ပြခြင်းတာကျွန်တော် one chain ပေါ့နော် one chain ကြီးထပ်ပြ one chain ကြီးစပြ one chain one chain ဆိုတော့ဒီကောင်ပေါ့နော်ဒီခွန်ကိုးနဲ့ဒီကဒီကဒီက၄နဲ့ပေါင်းတာခွန်ကိုးနဲ့၄နဲ့ပေါင်းတာ sorry ၄နဲ့ပေါင်းတယ်ခွန်ကိုး၄ပေါင်းလို့ sorry အဲ့ဒါမျိုးဒီခွန်9နဲ့ဒီကဒီကဝင်နေပေါ့မှာ9နဲ့ပေါ့9နဲ့ပေါ့ကိုကိုပေါင်းတော့8 8နဲ့9နဲ့ပေါင်းတော့9เนาะ9ဆိုတော့ဘာရလဲ9 3ဆိုတော့ဝန်ချင်းရတယ်เนาะ9 3ဝန်ချင်းနေရဒီမှာစပြီးတော့ဒီပတ်မှာ9စပြီးတယ်ဗျာเนาะ9စပြီး9ဝန်ချင်းအပေါ်နည်းနည်းတူးလိုက်เนาะ9ဝန်ချင်းဒီနောက်တော့စရည်လိုက်9ဝန်ချင်းเนาะတစ်ခုကျွန်တော်ဒီမှာ ဦးငါပေါင်းတော့၄เนาะ၄နဲ့ဒီက၃နဲ့ပေါင်းဒီက၃နဲ့ပေါင်း၄နဲ့၃နဲ့ပေါင်းတော့ခွန်เนาะခွန်၃ညဝန်းကျင်เนาะခွန်၃ညဝန်းကျင်ခွန်ခွန်၃ညဝန်းကျင်ခွန်၃ညဝန်းကျင်နေရ၃ညပြီးတယ်เนาะ၃ညပြီးတယ်တခါတော့ဒီမှာ nga 3ညနဲ့ nga 3ညနဲ့ဒီကညယူလိုက်ပြီးတော့ဒီကခွန်နဲ့ပေါင်း ငါးတုံညခုံပေါင်းလို့ပါရ။နှစ်ရတယ်နော်နှစ်တစ်ခါက၄ဆိုအဲ့မှာကြတော့နှစ်ပြီးတယ်နော်ဒီမှာနှစ်ပြီး။ဒါဆိုရင်ကျွန်တော်တို့ဖွင့်ပွဲအတွက်တုံညတစ်ပေါင်းတော့တစ်တင်းတဲ့ဒီကကျွန်တော်တို့၄နဲ့သွားပေါင်းပေါ့ဒီက၄နဲ့၄နဲ့ပေါင်းတဲ့အခါကျတော့ပါရတယ်ငါးရတယ်နော်ငါးသုံးဝိုင်းကြီးရတယ်ငါးသုံးဝိုင်းကြီးစရရတယ်နော်ငါးသုံးငါးသုံးဝိုင်းကြီးဆိုစရရပြီး အဲနောက်တစ်ခုနော်နောက်တစ်ခုဝိုင်းကြိမ်တစ်ခုကအသုံးဝိုင်းကြိမ်ဆရာပြီးရင်တော့မှာကျွန်တော်တို့နောက်ထပ်ဘာတွေရှိမလဲပေါ့နော်နောက်ထပ်ဘာတွေရှိမလဲဆိုရင်တွားကြတော့ဒီကဦးသုံးတယ်ဒီကဦးသုံးတယ်ဒီက တော့နှစ်နဲ့လမ်းပေါက်တယ်ဒီကနှစ်နဲ့လမ်းပေါက်တော့၉၃နဲ့နှစ်နဲ့လမ်းပေါက်ဒီနှစ်ရဲ့ဒီက၉၃ရဲ့လမ်းပေါက်ကို3နဲ့နှမ်းပေါက်တော့4ရတယ်နော်4လေးဆိုတော့4ပါဝါ9နော်4ပါဝါ9လေးဆိုတော့4 4ပါဝါ9 4ကိုးတဲ့ကကျွန်တော်ကိုးညီတယ်နော်ကိုးစာညီတယ်တခါဒီက3ခွန်နဲ့ ဒီရ3ခုနဲ့ဒီရ6နဲ့ဒီ6နဲ့ပေါင်းတယ်3ခု9ပေါင်းတော့900တယ်900တယ်နော်9ပါဝါ4 9လေးဝန်းကျင်တယ်9လေးဝန်းကျင်တဲ့ကဘာညီလဲ9ညီတယ်နော်9ညီတဲ့တခါဒီရ9လေးနဲ့ဒီရ9လေးနဲ့ဒီရကျွန်တော်တို့9နဲ့လမ်းပေါင်းတယ်9လေးခုပေါင်းခြင်းက3ညနော်3ည5ဝန်းကျင်3ည5ဝန်းကျင်တဲ့ကဘာပြီးလဲဆို3ညဒီ3ည ပြီးတယ်နော်တခါကျွန်တော်ဒီက၄၈ပေါင်းတော့2ဒီ2နဲ့ကျွန်တော်ဒီကဒီ၄နဲ့ထပ်ပေါင်း2 4ပေါင်းချင်းက6เนาะ2 4ပေါင်းချင်း6 6ပါပါ1 6 1 6တက်တရားပါဒီတက်ပေးတယ်နော်ဒါဆိုရင်တခါဒီမှာကျွန်တော်တို့8 8ပေါင်းချင်းက6ဒီ6နဲ့ဒီက2နဲ့เนาะအဲ6နဲ့2နဲ့ပေါင်းတယ်8เนาะ8ဆိုတော့ ဒါဒီကျွန်တော်83ဝမ်းကျင်းဆိုရရမယ်နော်83ဝမ်းကျင်းရ83ဝမ်းကျင်းရမယ်ခုန93ဝမ်းကျင်းနော်အခု83ဝမ်းကျင်း93ဝမ်းကျင်းရှိတယ်83ဝမ်းကျင်းရှိတယ်33တော့လာတူတယ်ဗောနော်ဒီမှာ3ဒီမှာ3 3ချင်း3ချင်းလာတူတယ်ဗောနော်ဒီဝမ်းကျင်းကဒီမှာ3ဒီမှာ3 3ချင်း3ချင်းတူတယ်နော်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့နောက်ထပ်ဝမ်းကျင်းတွေဆက်ကြည့်ကြမယ်နော်နောက်ထပ်ဝမ်းကျင်းတွေဆက်ကြည့်ကြမယ်နောက်ထပ်ဝမ်းကျင်းဆက်ကြည့်မယ် နောက်ထပ်ဝိုင်းချင်းဆက်ကြည့်ကြမယ်ဆက်ကြည့်ကြမယ်ဆိုတော့ဒီမှာဘာလို့ရှိမလဲပေါ့နော်အဲ့တော့နောက်တစ်ခုကနောက်တစ်ခုကကြတော့ဒီ6ခုရင်ဒီ6ခုရင်နှစ်ရပေါင်းလာ6ခုရင်နှစ်ရပေါင်းခြင်းအားတဲ့သူကဒီ၃လုံးပေါင်းခြင်းရဘာရလဲဆိုတော့ငါးရတယ်နော်ငါးရတယ်ငါးတုံညာဆိုလိုဝင်ไอ้แท้อ่ะ ကျွန်တော်ဒီ၅ပြီးနော်တခါကျွန်တော်ဒီကဒီနှစ်ရေဒီကနှစ်ရေအော် sorry ဒီက၉ရေဒီက၇ရေပေါင်းနော်၉၇လေးပေါင်းချင်း၉၇လေးပေါင်းချင်းကားတဲ့ကျွန်တော်တို့တုံညဆိုရရနော်၉၇လေးပေါင်းချင်းတုံညအဲတုံညငါဝန်းချင်းဆက်ရှိတယ်နော်ဒီနားမှာထူးဆန်းတာရှိအဲ့ဒါပြောပြမယ်နော် တုံညာငါးဝန်းကြီးနေရကျွန်တော်တို့တုံညာပြီးတယ် sorry တုံညာပြီးတယ်ဟုတ်ပြီနော်တခါဒီမှာဦးရေဒီက9ရှိရေပေါ့ကိုကိုရှိကိုကိုပေါင်းတော့ရှိရှင်းနဲ့ရှင်းနဲ့ပေါင်းတော့6နော်6ဒီ3လုံးเนาะအဲ3လုံးပေါင်းတော့6 6ဆိုတော့6တက်ဝန်းကျင်ဆိုပြီးရတယ်6တက်ဝန်းကျင်เนี่ยတက်ပြီးရေเนาะ ီမှာတော့၃ညာကအပေါ်မှာ၃ညာဝန်းကျင်နဲ့၃ညာပြီးရနော်ဒီပြီးရတဲ့တခါကျွန်တော်တို့ဒီမှာ၄ရ၄ရှိရပေါ့ဒီလေးပေါင်းတော့ရှိရှင်းနဲ့ရှင်းနဲ့ပေါင်းတော့လဲ6เนาะ6ပဲဆရာဒါဆိုတော့6တဲ့ဝန်းကျင်ပဲเนาะ6တဲ့ဝန်းကျင်ပဲဒီလေးပေါင်းတော့ရှိရှင်းနဲ့ရှင်းနဲ့ပေါင်းတော့6ဟော6တဲ့ဝန်းကျင် 6တိဝန်းကျင်နဲ့အဲ့တော့ဒီနားမှာထူးဆန်းတာ395 395 6တိ6တိเนาะအဲ့ဒါဖြစ်နေတာလိုချင်တာထူးဆန်းတာเนาะအဲ့တော့ဒီမှာကျတော့6တိဆိုတဲ့ဝန်းကျင်တစ်ခုလာတွေ့တယ်เนาะ6တိဆိုတဲ့ဝန်းကျင်တစ်ခုလာတွေ့တယ်เนาะ6တိဆိုတဲ့ဝန်းကျင်တစ်ခုလာတွေ့ဒီဝန်းကျင်ကကျတော့သူကအဲပိတ်တည်းကြီးပဲပေးတယ်လို့လဲပြောလို့ရတယ်เนาะအပေါ်မှာ939တိဆိုတာပိတ်တည်းကြီးပေးတာတွေ့တယ်เนาะအဲ့လိုမျိုး ဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့နောက်ထပ်ရှိသေးတဲ့ဝန်ကြီးတစ်ခုထပ်ပြမယ်နော်နောက်ထပ်ဝန်ကြီးတစ်ခုထပ်ပြမယ်အဲ့တော့ဝန်ကြီးနေရာများလာပြီလားဆိုတော့တော့မှန်တယ်တိုးတော်လည်းပြီးမှကျွန်တော်ပြန်ချုပ်ချုပ်ပဲနော်ပြီးမှပြန်ချုပ်ကြမယ်ခွန်ရှိကိုခွန်ရှိကိုပေါင်းလာပါရဲ့ခွန်ရှိပေါင်းတော့လေလေးနဲ့ကိုလည်းပေါင်းတော့တော့เนาะ ရှစ်ခွန်ကိုပေါင်းခြင်းကကိုရှိကိုပေါင်းခြင်းကဘာရလဲဆိုတော့ကျော်၄ရတယ်နော်၄ကိုဝန်ခြင်းတွေက၉ညတယ်နော်ကိုညတယ်တခါ၉96 596ပေါင်းခြင်းကတုံညရတယ်နော်9ရဲ့9ရဲ့ပေါင်းတော့၄၄နဲ့6နဲ့ပေါင်းတော့တုံညတုံညငါဝန်ခြင်းတွေက ဒီမှာ၃ညညီတယ်တခါ305ခွန်ပေါင်းတော့200 2ခွန်ဝိုင်းနေတယ်ဘာဘာညီလို့ဆို2တိဆို2ညီဒါဆိုရင်အဖွင့်နေမနေအတွက်ဆိုရင်1 305 9ဆိုတော့ပေါင်းတော့3ညတိကိုပေါင်းခြင်းရ3ညရတယ်305ဝိုင်းခြင်းရှိတယ်အဲ့တော့ဒီမှာကျတော့305ဝိုင်းခြင်းလာကြည့်တွေ့တယ်မနော်အဲ့တော့ကျွန်တော်တို့ဝိုင်းခြင်းနေတဲ့မှာကအာပထမဆုံးစပြီးဝိုင်းခြင်းတစ်ခုခြားပြတာ93ဝိုင်းခြင်းနော်93ဝိုင်းခြင်းပြီးတဲ့အခါကျတော့83ဝိုင်းခြင်း အဲ၃၃တူတယ်ဗောနော်ဒီမှာကြတော့နောက်တစ်ခုထပ်ပြရဲ6တဝန်းကျင်เนาะတခါကျွန်တော်တို့ဒီမှာကြတော့၃ညာ5ဝန်းကျင်ဆိုတော့ဒီထဲမှာဒီတူရာတွေကဘာတွေရှိလဲเนาะတူရာတွေကိုအကြောင်းတစ်ခုနဲ့ပြောင်းပြီးတော့ကြည့်ကြမယ်ဗောနော်တူရာတွေဘာရှိလဲဒီမှာ5ဒီမှာ5เนาะ5တလုံးလာတွေ့ရတယ်နောက်တစ်ခုအကြောင်းလည်းထပ်ပြောင်းမယ်အကြောင်းလည်းအစိမ်းလေးနဲ့ပြောင်းအောင်အစိမ်းနဲ့ဒီမှာ3 เนาะဒီမှာ3ဒီမှာ3เนาะ3 3လာတူလာတွေ့ရเนาะတော့9နဲ့3နဲ့ကပို့ပြီးတော့အလေးသတိထားရမယ်ဟာတခု9နဲ့3နဲ့ရเนาะသတိထားရမယ်ဟာတခုဖြစ်တယ်ဆိုတော့နောက်တစ်ခုနောက်တစ်ခုကကြတော့ဘလိုတွေတွားနေလဲပေါ့เนาะစီနီယာအနေနဲ့တွားလာလေးတွေရှိတယ်ပေါ့เนาะအဲ့ဒါတစ်ချက်ဆက်ပြီးတော့ကြည့်ကြမယ်နောက်တစ်ခု ကကြတော့စီနီယာတွေနဲ့သွားလာရှိတယ်အဲ့ဒါပါလဲပေါ့နော်အဲ့ဒါပါလဲဆိုရင်တော့ချက်ကြည့်မယ်ဒီ36ရေဒီ5ရေပေါ့နော်365ပေါ့လား365ပေါ့လားရှင်းအောင်ပြမယ်ဆိုရင်ဒီကောင်းလေးပြမယ်36ရေဒီ5ရေပေါ့နော်အဲ့လိုလိုနော်အဲ့လိုပေါ့လားနော်365ပေါင်းချင်း9တဲ့သူက36ပေါင်းတော့9 9နဲ့9နဲ့ပေါင်းတော့4ဆိုပြီးစရတယ် တခါကျွန်တော်တို့ဒီမှာရောင်တစ်မျိုးနဲ့ထပ်ပြဒီခွန်ရှင်းနဲ့ခွန်ရှင်းပေါင်းတော့ငါအဲငါနဲ့ဒီတုံညာနဲ့ပေါင်းတာဆိုတော့900ရတယ်နော်900ရတယ်ရောင်လေးပြောင်းပြောင်းပြရတယ်နော်ရှင်းအောင်လို့တခါကျွန်တော်တို့ဒီမှာဒီရလည်းပြဒီ96နဲ့နော်96နဲ့ဒီရတင့်နဲ့ပေါင်းတင့်နဲ့ပေါင်းတော့600ရတယ်နော်တင့်နဲ့ပေါင်းတော့600ရတယ်ဆိုတော့ဒီမှာစီနီယာဖြစ်ဘူးလား956ဖြစ်တာတယ် ဒါဆိုရင်ခွန်ဖြစ်ရမယ်ခွန်ဖြစ်ရမယ်ဆိုအရင်တစ်မျိုးထပ်ပြောင်းပြရမယ်နော်ခွန်ဖြစ်ရမယ်ဘာရောက်ပြရမယ်အပြားလားအပြားလည်းပြခွန်ဖြစ်ရမယ်ဆိုဒီငါးခွန်ရေငါးခွန်ရေဒီငါးရေပေါ့ပါမယ်ဒါဆိုရင်ခွန်ဖြစ်ရမယ်နော်ဒီမှာဆိုရင်ခွန်၄၅6ခွန်ဆိုလဲစီနီယာဖြစ်ဖို့လို့ဒီမှာငါအပိတ်ထဲမှာဒါလင်းနော်ခွန်ဖြစ်မယ်ပေါ့နော်ငါငါငါခွန်ဆိုပြီးခွန်ဖြစ်မယ်နော်ဒါငါအပိတ်ခန္ဓာပေါ့နော်ငါအပိတ်တွေ့တယ်နော်အဲ့တော့ငါးဒီကျွန်တော်တို့၃ချက် တွေ့ရပါတော့ခုနကတော့ဝမ်းကျိ9 3ဝမ်းကျိမှာတခု39ဝမ်းကျိမှာတခု9ဒီ3ချက်တွေ့ရနော်ကဲဟုတ်ပြီနောက်တစ်ခုကျွန်တော်တို့ထပ်ပြီးကြည့်ရထပ်ပြီးကြည့်မယ်ဆိုတော့ဒီကောင်ကြတော့တူချင်းတယ်ဗောနတူချင်းတယ်နောက်ထပ်တစ်ခုတွေ့ရရှိ9 9ပေါင်းချင်း9တဲ့ကိုကိုပေါင်းတော့8နေရမဟုတ်သေးဘူးနော်ဒီရမဟုတ်သေးဘူး9 6ပေါင်းတော့1 1နဲ့3နဲ့ပေါင်းတော့4ဒီမှာ4 တခါဒုံညာခွန်ပေါင်းတော့ခွန်ခွန်လဲခွန်လဲပေါင်းတော့၄ဒီမှာလဲ၄တခါကျွန်တော်တိကိုပေါင်းတော့30 30နဲ့၄နဲ့ပေါင်းတော့လဲကျွန်တော်၄၄ပဲเนาะဒါဆိုရင်ကျွန်တော်ရှစ်လေးပေါင်းတော့ဒါဆိုရင်ရှစ်လေးပေါင်းတော့နှစ်နှစ်ဆိုတော့ဒီလေးဖြစ်ဖို့အတွက်ဆိုရင်ဒီလေးဖြစ်ဖို့အတွက်ဆိုရင်ဒီမှာပါထည့်ရနှစ်ပိတ်ထဲမှာဒါလင်ကျွန်တော်လေးဖြစ်မယ်ပေါ့နော်လေးသုံးလုံး တန်းပဲပေါ့လေးသုံးလုံးတန်းပဲအဲ့တော့ဒါကတော့တူချင်းပေါ့နော်အဲ့တော့ဒီမှာကျတော့ကျွန်တော်နှစ်ဆိုတာအပိတ်သွားတွေ့ရတယ်ပေါ့နော်နှစ်ပိတ်သွားတွေ့ရတယ်ခုနကတော့ငါအပိတ်တွေ့တယ်ပိတ်သင်းပါကအာတာရဏကူလာတွေ့တယ်ပေါ့နော်နှစ်နဲ့ငါနဲ့ဆိုပြီးလာတွေ့တယ်နော်နှစ်နဲ့ငါနဲ့လာတွေ့တယ်ဒီနှစ်ချက်ပေါ့နော်ဒီနှစ်ချက်လာတွေ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဏ္ဍအာတွေ့ကြည့်ကြမယ်ပေါ့နော်ကဏ္ဍတွေ့ကြည့်ကြမယ်ကျွန်တော်တို့အဖွင့်နေမနဲ့ပေါ့အဖွင့်နေမနဲ့အတွက်ဆိုရင်ကဏ္ဍတွေ့မယ်ဆိုရင်ဒါအဲ့လို့ တော့ဘူထင်းနေတော့ဒီကောဘူထင်းနေမင်းကဒီစတော့ကထူဆိုရင်ထူဆိုရင်ဒါပူကောင်းတယ်နော်ကောင်းလေးနေပူဒါဆိုရင်ရောပူထူသွားလာထူသွားတယ်နော်အဲ့တော့နည်းနည်းတော့နည်းနည်းတော့ဘိုင်းနေတေးပါရအဲ့โอเคဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီနေ့ကအဲ17ရက်ပေါ့နော်17ရက်17ရက်ဆိုတော့အဲ့ဘာ17 73ပေါ့နော်73ရက်နေ့မနေ့အဖွဲ့ပွဲအတွက်73ရက်နေ့ 23ရက်5လပေါ့နော်5လမနေ့ပေါ့နော်မနေ့တော့ဆိုရင်ကျွန်တော်တို့ဒီအဓိက main ကအတာလာက9နော်9နဲ့3နဲ့ဆိုတော့9နဲ့9နဲ့ကျွန်တော်တို့နှစ်နဲ့ဝင်တွေ့လိုက်9နဲ့နှစ်9ပေါ့နော်ဒါကြီးကတော့နှစ်9 9နှစ်ကတော့ထိုးရအောင်နော်ဒီခါကျတော့ကျွန်တော်တို့ င်း9နဲ့83ဝမ်းကြီးနဲ့တွဲမယ်ဆိုရင်93 9358ဆိုရှိရှိနော်အဲဒီကောင်ကျတော့ငါအပိတ်ဆိုတော့ဒီလိုလှုပ်လိုက်ပါ3 5 85ဆိုတော့လှုပ်လိုက်ပါနော်3 5ပြီးခါကျတော့9နဲ့6တင်းတဲ့တွဲမယ်ဆိုတင်း9 65ဆိုတာရှိနော်တင်း9 65ရှိသူနည်းနည်းတော့စမ်းပါဦးလားမသိနော်အပေါ်ဆုံးမှာဟာဦးနည်းနည်းလေးဒီ73ရဲ့မနဲ့တူအောင်နည်းနည်းခဏဖြစ်လိုက်ပါအောင်လို့နော် ဒါလေးတွေပဲဖြစ်လာဖြစ်လာရင်ပြီးရခါကျတော့ကျွန်တော်နှစ်အပိတ်နဲ့ဆိုရင်နှစ်ပိတ်နဲ့ဆိုရင်ဒါဘာလေးရှိမလဲဆိုရင်တင်းနှစ်6နှစ်နော်ပြီးတော့3နှစ်7နှစ်နော်7နှစ်ပြီးတော့ကျတော့အဲတုံညာလေးကျွန်တော်ဂျန်အောင်ပါနော်တုံညာ၅ဝန်းကျင်းနေပါစဉ်တုံညာနှစ် ပြီးတော့တုံညာနှစ်ပဲရှိမယ်နော်တုံညာနှစ်တုံညာနှစ်နောက်တစ်ခုကကျွန်တော်တို့အာတာလာတစ်ခုက3ကအာတာလေအဲ့တော့3နဲ့ကဒီ9နဲ့နှစ်နဲ့တွဲပြီးလားဆိုရင်ဒီမှာ3 5ပါပြီ3 5ပါပြီ3နှစ်ပါပြီနော်အဲ့တော့အဲ့ကောင်3နဲ့9နှစ်နဲ့တွဲပြီးသွားကျန်တာကပါကျန်3တုံညာအဲ3တုံညာကျန်မယ်နော်3တုံညာကျန်မယ်3တုံညာကျန်မယ်နော်ကဲဟုတ်ပြီခဏနေရတော့လည်းများလာပြီအဲ့တော့ နောက်တစ်ခုကကျွန်တော်တို့က break ဒီကျွန်တော်6 break เนาะ break က6 break 6 break ဆိုတော့ဒီမှာက9နဲ့3နဲ့ဘူအားတာတယ်ဆိုတော့เนาะ2နဲ့နှစ်ပိတ်လည်းရှိတယ်ဆိုရင်အဲ့တော့ဘာထည့်မလဲဆိုရင်33ထည့်ခြင်းနေဗျာเนาะ33 33ဒီ6 break เนาะတင်က6 break ပါသွားတယ်နောက်တစ်ခုကကျတော့ကျော်42เนาะနှစ်ပိတ်နဲ့ဆို42 4နှစ်ဒီ6 break เนาะ6 break ဆိုတော့အဲ့ဒါပါပဲကျွန်တော်တို့ကအဓိကအာတာလာ3ရင်5ရင်အာတာလေနော်3ရင်5ရင်အာတာလေတွေ့အာ3.5နဲ့6ဂရိတ်လောက်တာတွေကဒီမှာပေါ့နော်6ဂရိတ်လောက်တာတွေ3-3ရှိတယ်ပြီးတော့ပြီးတော့1-5ရှိတယ်နော်အဲ့ဒါ6ဂရိတ်တွေဟောအဓိကတော့ဒီမှာဒီမှာ၄နှစ်နှစ်ပိတ်နေဆို၄နှစ်ဆိုတာ6ဂရိတ်လောက်တာတွေပေါ့နော်ဆိုအဓိကအာတာလာအဲ့ဒါရဲ့အဲ့ဒါပါပဲเนาะအဲ့တော့အဲ့တင်ကားမိန်ထိုးမယ်15เนาะ15ကိုမိန်ထိုးမယ် သုံးသုံးဒူမိန်လောက်တော့ထိုးမယ်နော်အပူဖြစ်တယ်ပေါ့နော်သုံးသုံးဒူမိန်လောက်တော့ထိုးမယ်နော်တင်ကားကအဓိကမိန်ထိုးတင်တဲ့ဟာတခုနော်တင်ကားကတော့မိန်ထိုးတင်တဲ့ဟာတခုသုံးသုံးဒီဒူမိန်အဲ့နှစ်ကွက်ပဲနော်ဈေးနှစ်ကတော့ဈေးနှစ်ဒီကျွန်တော်တို့အရန်လောက်တော့အရန်လောက်တော့ထိုးတင်တယ်ပေါ့နော်လေးနှစ်အရန်လောက်ထိုးတင်တယ်ကျွန်တော် brake နေနဲ့ဆက်ပေးမယ်ဆိုရေလို့ brake ကျေလို့ဘရက်ကမပေးတော့ဘူးဆိုရင်ဘရိတ်မပေးတော့ဘူးဆိုရင်တော့ဘာတွေကြိုက်လဲဆိုရင် အဲဘာကြိုက်လဲဆိုရင်နောက်ထပ်ထပ်ကြိုက်တဲ့ဟာပေါ့နော်အဲဒါကြအယောင်တစ်မျိုးနဲ့ထပ်ပြောင်းပြမယ်နည်းနည်းဒုအနေနဲ့ကြိုက်မယ်ဟာပေါ့နော်ငါးငါးနဲ့ဆိုရင်ကျွန်တော်52တူပါလို့ခေါင်းတယ်နော်52 25နော်အဲ့နှစ်ခွက်ကောင်းတယ်နော်ငါးနဲ့နဲ့ငါအဲ့အဲ့ကောင်းတယ်ပေါ့နော်ငါးနဲ့နဲ့ငါကောင်းတယ်နောက်တစ်ခုကတော့65တို့ပါလို့ပေါ့နော်65တို့တကယ်လို့3နဲ့ဆိုရင်ရော3နဲ့ဆိုရင်တော့ သုံးနဲ့ကြတော့ကျွန်တော်တို့3 5 3 5ပေါ့နော်3 5လည်းထိုးတင်တယ်35ပေါ့အဲ့ဒါထိုးတယ်အဲ့ဒါပါပဲနော်အဲ့တော့အလုံးပေါင်းလို့ရှိရင်တော့တကွယ်2ကွယ်3ကွယ်4ကွယ်5ကွယ်6ကွယ်9ကွယ်ရှိတယ်ပေါ့နော်အဲ့ဒါအဓိကတော့အဲ့အဲ့ခုနကွယ် main ထားပြီးကစားမယ်တင်9နဲ့3 3နဲ့ကို main ကစားမယ်၄နှစ်ကိုတော့2 main တော့ကစားမယ်ပေါ့နော်ကဲအလုံးပဲတန်ကောင်းကြပါစေတကယ်လို့ဖရိတ်မပေးခဲ့ဘူးဆိုရင်တော့ကျွန်တော်တို့2 9လို့ပါလို့ဒါ main နှင်ကားလိုပါလို့ main ထားပြီးကစားတင်တယ်နော်တကယ်လို့6 brake ပြတ်သွားမယ်ဆိုရင်ပေါ့နော်ပြတ်သွားမယ်ဆိုရင်အဲ့တော့တိုးတော်လဲ brake ကတော့ကျွန်တော်ကတော့ဆက်ပေးဦးမယ်လို့ယုံကြည်တဲ့အတွက်15ကတော့အားကောင်းပါတယ်ဒီ15ဒီအားကောင်းပါတယ်နော်15ဒီလုံးတော့အားကောင်းတဲ့ဟာတခုဖြစ်တယ်အားလုံးပဲအဖွင့်မနဲ့မှာအခံကောင်းကြပါစေဗျာနော်အဖွင့်လှကြပါစေ